ဖက်ဒရယ်အာမီကိုဘယ်လိုပုံစံဘယ်လိုစံနှုန်းအနေနဲ့တိစောက်ကြမလဲဆိုတာတဲ့ဒီဘက်ဖက်ဒရယ်တက်မတော်မှာတာဝန်ထမ်းဆောင်မဲ့အောက်ခြေစစ်သားတွေရဲ့ပညာရေးချင်းတွေကိုလည်းဘယ်လိုတက်မှတ်မလဲလက်ရှိအနေအထားဆိုရင်ဒါပြည်သူတွေအားထားရတဲ့ဖက်ဒရယ်အာမီတက်မတော်ကြီးပေါ့နော်ပေါ်ပေါက်လာဖို့အတွက်ဒါတွေလုပ်ဖို့လူနေသေးတယ်လေဆရာမမျှဝေပြပါဖက်ဒရယ်အာမီလို့ပြောလို့ရှိရင်ကျွန်တော်တို့အဆင့်နဲ့အများကြီးကြော်ရတယ်ပေါ့နော်အဓိကအဲလိုအပ်နေပထမဦးဆုံးလိုအပ်တာပြည်တော်စုစနစ်ပေါ့လာဖို့လိုတယ် ပြည်တော်စုစနစ်နဲ့တိဆောက်ထားတဲ့နိုင်ငံအပြည်တော်စုစနစ်နဲ့တိဆောက်ထားတဲ့နိုင်ငံမှာရှိတဲ့အရာအားလုံးဟာ Federal ပညာရေးစနစ် Federal ကာကွယ် Federal လုံခြုံရေးစနစ် Federal ကျမရေးစနစ်ဒါပဲဖြစ်မှာပဲဟုတ်တယ်မလားဆိုတော့ကျမတို့ကပြည်တော်စုစနစ်ကိုပြည်တော်စုစနစ်နဲ့ကျမတို့ရဲ့အတိုင်းပြည်ကိုအာစုဖွဲ့တိဆောက်ဖို့လိုတယ် ဲ့တော့ပြည်တော်စုစနစ်ကဘာလဲကျမတို့အဲ့အဲ့ဒီဟာပေါ့နော်အဲ့အဲ့အဲ့ဒီလိုလေးသွားခြင်းနဲ့ကျမဟာဒီပညာဒီပြည်တော်စုစနစ်နဲ့ဖွဲ့စည်းပုံခြေကုပ်တွေကိုတောင်းတဲ့အကြောင်းမှလေ့လာခဲ့တယ်နှစ်ပေါင်းများစွာလေ့လာရတဲ့လူတယောက်အလုပ်ခွင်မှာလည်းတောက်လျှောက်လုပ်လာခဲ့တဲ့လူတယောက်အနေနဲ့နည်းနည်းရှင်းပြခြင်းနဲ့ပေါ့နော်အဲ့တော့ပြည်တော်စုစနစ်လို့ပြောလိုက်လို့ရှိရင်ကျမတို့ကအထောက်ချာအာနာရီဟာပြည်တော်စုကိုပြည်တော်စုကြီးကိုစုဖွဲ့ထားတဲ့ပြည်နယ်အသီးသီးရဲ့လက်ထဲမှာရှိတယ်ဆိုတာကိုကျမတို့အာတိထားဖို့လိုတယ် ပြည်တော်စုဒီအချုပ်ချာအနာဟာပြည်နယ်လက်ထက်မှာရှိတယ်ဆိုတာဘယ်မှာပြောထားလဲဆိုလို့ရှိရင်ကျမတို့ကပြည်တော်စုဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာကျမတို့ကပြောတယ်အချုပ်ချာအတန်ဖွဲ့စည်းပုံအခြေခံဥပဒေပြည်တော်စုဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကကျမတို့ပြည်တော်စုတည်ဆောက်မယ်ဆိုတဲ့သဘောတည်ချက်ပြင်ရင်စာချုပ်ဖြစ်တယ်အဲ့တော့ဒီပြင်ရင်စာချုပ်ထဲမှာအချုပ်ချာအနာဟာပြည်တော်စုအာကိုစုဖွဲ့ထားတဲ့ပြည်တော်စုအဖွဲ့ဝင်ပြည်နယ်ရေးအသီးသီးလက်ထက်မှာရှိတယ် เนาะဒါပထမတစ်ချက်ဒါပြည်တော်စုစနစ်ရဲ့လုံးဝအခြေခံအကြဆုံးအချက်ပြည်တော်စုစနစ်လို့ကျွန်တော်တို့တိဆောက်ပြီးသွားပြီဆိုလို့ရှိရင်ဒီတိုင်းပြည်ရဲ့ဟိုတိုင်းပြည်နိုင်ငံတနိုင်ငံမှာကျွန်တော်တို့လုံးဝမဲ့အလုပ်ကိစ္စအဝဝမှာကျွန်တော်တို့ဘယ်ကိစ္စဆိုလို့ချင်းဘလို့အာနာမျိုးဘလို့အာနာမျိုးဆိုရင်တော့ဘသူလက်ထဲမှာရှိမယ်ဘလို့အာနာဆိုရင်တော့ပြည်နယ်အဲလက်ထက်မှာရှိမယ်ဘလူအာနာအမျိုးသားဆိုရင်တော့ပြည်တော်စုအစိုးရဘဟုအစိုးရလို့ကျွန်တော်တို့အလွယ်တကူခေါ်တဲ့အစိုးရလက်ထက်မှာရှိမယ်ဆိုတော့အချောက်ချာအာနာကိုကျွန်တော်တို့ကအဲ့လိုဟို အစိမ့်စိမ့်အမှောင်မှာကျမတို့ကအချုပ်ကြံတော့ခွဲပြီးတော့အမျိုးအစားလိုက်ခွဲပြီးတော့ပြည်တော်စုအစိုးရလက်ထက်ဘ ਹੁ အစိုးရလက်ထက်အာပြည်နယ်ပြည်နယ်အစိုးရလက်ထက်မှာခြံထားခဲ့တဲ့အာဏာရည်လည်းရှိတယ်ပြည်တော်စုအစိုးရဆိုပြီးတော့ကျမတို့ဖွဲ့စည်းလိုက်တဲ့အစိုးရကျမတို့ကိုယ်စားလှယ်နဲ့ဖွဲ့စည်းလိုက်တဲ့အစိုးရကိုပေးသုံးလိုက်တဲ့အာဏာရည်လည်းရှိတယ်ဆိုတော့အချုပ်ကြံအာဏာအဆိုင်ခဲတစ်ခုအနေနဲ့မရှိတော့ဘူးဒါကျမတို့ပြည်တော်စုလိုပဲကျမတို့အဲ့ဒီအဲ့ဒီဟာကိုတော့ကျမတို့ခံခံစားနိုင်ရမယ်ပေါ့နော်ပြည်တော်စုစနစ်ကိုကျမတို့နားလည်ထားတယ်အဲ့ဒီလိုပြည်တော်စုစနစ်ကိုကျမတို့တည်ဆောက်နိုင်တယ်ဆိုလို့ရှိရင် ပြည်တော်စုတက်မတော်ကျွန်တော်တို့ဘယ်လိုဖွဲ့စည်းမလဲဆိုတာကဘယ်သူမှဘာမှပြောစရာမလိုတော့ဘာလို့ဆိုဖွဲ့စည်းပုံအခြေခံဥပဒေကကျွန်တော်တို့လမ်းညွှန်ပါပဲဒီလိုအခြေခံမှုတွေရှိတယ်ဖွဲ့စည်းပုံအခြေခံဥပဒေပြည်တော်စုဖွဲ့စည်းခံဖွဲ့စည်းပုံအခြေခံဥပဒေမှာအခြေခံမှုတွေရှိရတန်းတူမှုကိုယ်ပိုင်ပြဋ္ဌာန်းခွင့်စသည်ဖြစ်ပေါ့နော်အဲ့လိုမျိုးရှိတဲ့အခါမှာဒီအခြေခံမှုနဲ့အညီပဲကျွန်တော်တို့ကဒီတိုင်းပြည်ထဲမှာလုပ်မဲ့အလုပ်တွေအကုန်လုံးဟာ အခြေခံမူမဆန့်ကျင်တဲ့အခြေခံမူနဲ့အညီပဲလောက်အောင်မှာဖြစ်တယ်အဲ့တော့ပြည်တော်စုထဲကတက်မတော်ရဲ့အခန်းကဏ္ဍကိုကြည့်မယ်ဆိုလို့ရှိရင်ပြည်တော်စုလုံးကြုံရေးရှိတော်ဟန်နေကြည်တာပို့ပြီးတော့တင့်တော်တယ်လို့ကျွန်မမြင်တယ်ကျွန်မတို့ကတောက်လျှောက်ဆိုလို့ရှိရင်အလွယ်တကူပြည်တော်စုတက်ဟိုစားအပြည်တော်စုစနစ်နိုင်ငံတကူတက်မတော်ကျမတို့အဲ့လိုမျိုးကြည်လိုက်တယ်ဒါပေမဲ့တက်မတော်ဘာအတွက်လဲတက်မတော်ဘသူအတွက်လဲတက်မတော်ဘာလဲကျမတို့မေးလို့ရှိရင်တကယ်တမ်းကျတော့ ကျွန်တော်တို့ကလုံခြုံရေးကာကွယ်ရေးပေါ့နော်အဟိုစားလုံခြုံရေးရောကာကွယ်ရေးရောပေါ့အဲ့တော့ပြည်တော်စုတမန်လုံးလုံးတွင်လို့ပြောလို့ရှိရင်ပြည်တော်စုကအားလုံးနဲ့ဆိုင်တယ်ပြည်တော်စုအဖွဲ့ဝင်ပြည်နယ်အားလုံးနဲ့ဆိုင်တဲ့ကိစ္စဖြစ်တယ်ဒါအစုအဖွဲ့တစ်ခုရဲ့ကိစ္စမဟုတ်ဘူးပါတီတစ်ခုရဲ့ကိစ္စမဟုတ်ဘူးအစိုးရတစ်ခုရဲ့ပိုင်အဟိုစားကုမ္ပဏီမဟုတ်ဘူးပြတ်မတော်ဆိုတာအဲ့တော့ဒီလုံခြုံဒီကိစ္စဟာပြည်တော်စုတစ်ခုလုံးနဲ့ဆိုင်တယ်ဖြစ်တဲ့အတွက်ကြောင့်ဒီကိစ္စကိုတာဝန်ယူမဲ့အစုအဖွဲ့ကိုကျွန်တော်တို့စုဖွဲ့မယ်ဆိုလို့ရှိရင်သက်ဆိုင်ရာပြည်နယ် သက်ဆိုင်ရာပြည်နယ်သားပြည်ထောင်စုသားတွေရဲ့ပါဝင်မှုနဲ့ကျွန်တော်တို့ကစုဖွဲ့ရမှာဖြစ်တယ်ဆိုတော့အသေးစိတ်ဘယ်လိုစုဖွဲ့ကြမလဲဘယ်လိုဥစားဘယ်ဘယ်နေရာကန်တုံးနဲ့ဘယ်လိုရည်ချင်းမျိုးနဲ့လဲဆိုတာကဒါနီးပညာပိုင်းနဲ့လဲဆိုင်တယ်ပြီးလို့ရှိရင်အာပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်တွေကနေပြီးတော့ဟိုညှိနှိုင်းပြီးတော့ဟိုဥစားပေါ့နော်အပြန်အလှန်ညှိနှိုင်းပြီးတော့ဟိုသဘောတူရမယ့် ဟာဖြစ်တယ်ပေါ့အထူးသဖြင့်လက်နက်ကင်မဲ့အဖွဲ့အစည်းဟာဘယ်လိုမျိုးအဖွဲ့အစည်းဖြစ်တင်တယ်လဲဆိုတာပြည်တော်စုစနစ်နဲ့ဆန့်ကျင်လို့တော့မရဘူးသိကြတယ်ကျမတို့ကပြည်တော်စုစနစ်ကိုကျမတို့ကစန့်ထားပြီးတော့ပြည်တော်စုစနစ်ပြည်တော်စုနိုင်ငံတွေကအဖွဲ့အစည်းတွေအားလုံးကဒီတိုင်းပဲဖြစ်ရမှာဖြစ်တယ်ဒါပေမဲ့အသေးစိတ်ဘယ်လိုယာဒူးပေးမလဲဘယ်လိုဘယ်နှစ်ယောက်လက်ခံမလဲဘယ်လိုရည်ချင်းပြောနေလဲဆိုတာကအဲ အသေးစိတ်ကကျမတို့ပြန်ပြီးတော့ဤပညာပိုင်းလည်းဖြစ်တယ်နောက်တစ်ခုကကျတော့အပါဝင်မဲ့လူတွေအစုအဖွဲ့အသီးသီးရဲ့ဆွေးနွေးညှိနှိုင်းမှုအပေါ်မှာလည်းမူတည်ရဲပေါ့နော်အဲဆိုတော့ကျမကပြည်သူလူထုကိုနားလည်စေချင်တာကဒီကျမတို့ပြည်တော်စုစနစ်ထဲမှာအထူးသဖြင့်အနာဂတ် လက်နက်ကင်တက်တည်းရဲ့ကဏ္ဍကိုကျွန်တော်တို့စဉ်းစားတဲ့အခါမှာပြည်တော်စုလုံခြုံရေးပြည်တော်စုကာကွယ်ရေးအဲရှုထောင့်ရတယ်ကျွန်မစဉ်းစားစီချင်တာဖြစ်တယ်ကျွန်တော်တို့ကပြည်တော်ဟိုဆက်တက်ကြီးပဲကျွန်တော်တို့အဲ့လိုစဉ်းစားလို့ရှိရင်လက်နက်ကင်အစုအဖွဲ့အဲ့လိုကြီးပဲစဉ်းစားလို့ရှိရင်အဲသူတို့ရဲ့သူတို့ကပဲဟိုအထူးအရေးကြီးတယ်လို့မျိုးသူတို့ကပဲပို့ပြီးတော့ဟိုစအဆင်မြင့်တယ်လို့မျိုးအဲ့အဲ့လိုမျိုးမဖြစ်စေချင်ဘူးပေါ့နော်မဟုတ်နေဘူးပေါ့ပြည်တော်စုအแทမှာပြည်တော်စုနိုင်ငံအแทမှာ ဘယ်အဖွဲ့အစည်းမဆိုပြည်ထောင်စုစနစ်ပြည်ထောင်စု အခြေခံမူနဲ့ပဲကိုက်ညီဖို့အဲကိုက်ညီကိုက်ညီအောင်ဖွဲ့စည်းရမှာဖြစ်တယ်အဲ့တော့ပြည်ထောင်စုအဖွဲ့အခြေခံမူနဲ့ကိုက်ညီအောင်ဖွဲ့စည်းမှာပဲကျမတို့ကအော်ဒါဟာဒီပြည်တော်စုတစ်ခုလုံးရဲ့စံမာရေးပေါ့နော်ဖွံ့ဖြိုးတိုးတက်ရေးပညာတွေကအဆင်ပြေမယ်ပေါ့နော် ဆိုတော့နောက်ဆုံးအနေနဲ့ကျမနည်းနည်းပြောချင်တာကဒီလုံခြုံရေးပြည်တော်စုလုံခြုံရေးလို့ပြောတဲ့အခါမှာတမယိုးချဆိုတော့ကျမတို့ကနှစ်ခုစဉ်းစားတာပေါ့အဲနိုင်ငံဒီနိုင်ငံရဲ့လုံခြုံရေးကိုစဉ်းစားတဲ့အခါမှာအဲလက်နဲ့ကန်ရောလက်နဲ့မကန်ရောပေါ့လေလုံခြုံရေးလို့ပြောတဲ့အခါမှာနေပယ်ကျဲဝန်းနေပေါ့နော်အဲလုံခြုံရေးဆိုင်ရာအဖွဲ့အစည်းအလုံးဟာအဲဒီမိုကရေစီစံနှုန်းအရအရသားအုပ်ချုပ်ရေးအောက်မှာလုံလုံလည်လည်ရှိရအောင်အဲနံပါတ်1စွန့်ရည်ပြေဝပြီးတော့ professional ပေါ့နော်အဖွဲ့အစည်းဖြစ်ပြီးတော့ ီတောင်စုလုံခြုံရေးကဏ္ဍတစ်ခုလုံးအတိုင်းအတာနဲ့အရည်အသွေးပြည့်မီတဲ့အဖွဲ့အစည်းဖြစ်ရမယ်လို့ကျွန်တော်တို့နားလည်လို့ရတယ်အဲအဓိကလုံခြုံရေးလို့ပြောတဲ့အခါမှာကျွန်တော်တို့ကလက်နက်ကန်ကိစ္စတက်ကိစ္စလို့ပဲမမြင်ဖို့လိုတယ်နိုင်ငံရေးစစ်ရေးတန်တမာရေးစီးပွားရေးကုသရေးဝယ်ရေးတရားဥပဒေစိုးမိုးရေးတရားရေးစနစ်ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်ဘာညာပေါ့လေအကုန်လုံးဟာကျွန်တော်တို့ပြည်ထောင်စုလုံခြုံရေးနဲ့တိုက်ရိုက်အားဖြတ်တော်လကောင်းတော်ဝဲအားဖြတ်တော်လကောင်းဆက်ဆက်နေတဲ့နယ်ပယ်ရပ်ဝန်းတွေဖြစ်တဲ့အဲ့ဒီလိုမြင်မှကျွန်တော်တို့ကပြည်ထောင်စုလုံခြုံရေးကို အစုအဖွဲ့တချို့ရဲ့တာဝန်နဲ့လုတ်ပိုင်ခွင့်လို့ပဲမမြင်တော့မှလို့ကျွန်မဆွေးနွေးခြင်းပါတယ်ကျေးဇူးတင်ပါတယ် စမြဲပါယုံကြည်တယ်